မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မြကန်သာကျေးရွာနယ်တေအကိုင်းကျေးရွာတို့မှာရှိတဲ့စစ်ခွေးတပ်စခန်းတို့ကိုပြည်သူ့ကာကွယ်တပ်မတော် PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာစခန်းတစ်ခုလုံးကိုတိမ့်စီရရှိခဲ့ပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ20ရက်နေ့မနေ့9နိုင်ခန့်အချိန်ကစပြီးတော့ ပသိမ်ကြီးမြို့နယ်ညကန္တာချေးွာနယ်တရကိုင်းချေးွာတို့မှာရှိတဲ့စစ်ခွေးအထိုင်စခန်းများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာတရကိုင်းချေးွာအထိုင်စခန်းကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့ညကန္တာချေးွာအထိုင်စခန်းမှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျာတရကိုင်းွာအထိုင်တပ်စခန်းကတော့အကုန်လုံးကိုသိမ်းပြီးပါပြီစစ်ခွေးတွေအတော်အကြဆုံးများတယ်လူနာတော်မကောက်နိုင်ဘူးအခုတည်းထီလေညကန္တာကိုအပိသက်သိမ့်ပိုက်ဖို့အတွက်တိုက်ပွဲတွေပြင်းထန်နေသေးပါလို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောပြထားပါဗျာ အကြပ်ဖက်စစ်ကောင်စီတပ်ရဲ့ပသိမ်ကြီးမြို့နယ်အခြေစိုက်တိုက်ရင်ဖြစ်တဲ့ထီတော်မိုးတပ်ကစစ်သားများကိုစားခါတောင်ကျေးရွာနဲ့ဒဟတော်ကျေးရွာတို့ဘက်ကိုပို့ဆောင်ကလက်နက်ကြီးများတပ်ဆင်ပြီးတော့ခံစစ်ပြင်ဆင်ထားတယ်လို့သိရပါဗျာ။ အခုလိုမျိုးတိုက်ပွဲဖြစ်ပွားမှုနဲ့စစ်တပ်ကခံစစ်ပြင်ဆင်နေတဲ့အထွတ်ကြောင့်ဒေသခံပြည်သူအများအများဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့အထုပ်ပြည်သူများဟာကြေးရွာများအတွင်မှာပိတ်မိနေသူများလည်းရှိတယ်လို့သိရပါဗါးအလားတူပဲဒီကနေ့ဇူလိုင်လ20ရက်နေ့မနက်8နာရီအချိန်မှာရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်318မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တနအီဝင်းကျင်ကားများယာယီပိတ်ဆို့သွားခဲ့ကြောင်းခရီးသွားပြည်သူများကသတင်းပေးဖို့ပြောကြားထားပါဗါး မနက်ပိုင်းကင်းစခန်းကိုဝင်ပစ်တာအပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်တနားရီလောက်တော့ကားလမ်းတွေပိတ်သွားတယ်အခုတော့ပြန်ပွင့်နေပါပြီလို့ခီးသွားပြည်သူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်မှာပြည်သူများထံကနေပြီးတော့စစ်ကြေးကောက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုပစ်ခတ်တိုက်ခိုက်ရာစစ်ခွေး၃កောင်တိုက်ဆုံပြီးတော့တနက်နက်လက်သိမ်းဆီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လာ18ရက်နေ့မှာမြင်းညာမြို့နယ်ကုတ်ကဲနယ်မြေရဲစခန်းနယ်ကုတ်ကဲအခြေခံပညာထပ်တန်းကျောင်းခွဲမှာအထိုင်ချတပ်ဆွဲကပြည်သူများထံကနေပြီးတော့စစ်ကြေးကောက်ရန်ထွက်လာတဲ့ ်စစ်ကောင်စီတပ်သား3ဦးကိုတော်လိုင်းတပ်ဖွဲ့များကအသင်းဆောင်ဆိုင်ကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး3កောင်ပွဲချင်းပြီးတေဆုံသွားပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တေဆုံသွားတဲ့စစ်ခွေးတွေစီကနေပြီးတော့ MA11 တပ်နဲ့နှစ်လက် MA11 ကြီးပေါင်းနှစ်ခု 5.56G 39တောင်း ်လက်ပြဘုံတစ်လုံးဓာတ်နဲ့ချောင်းဖုန်းတစ်လုံးငွေသား4200ကျပ်လွဲအိတ်တစ်လုံးနှကြက်တစ်ခုနဲ့ပေါ့တစ်ခုတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါဗါတော်လိုင်းရေးတက်များကစီရဲအရှိန်ဟုန်မြင့်မှာဖြစ်တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်တပ်နဲ့နှိစက်ရနေရများကိုရှောင်ရှားသွားလာကြရန်နဲ့လေချောင်းလက်နက်ကြီးအန်ဒီရကနေကာကွယ်နိုင်ရန်ဘုတ်ခုချင်းများကိုတူးထားကြရန်အထုသတိပြုနေထိုင်ကြရန်ရွှေချန်သားပြောက်ကြတပ်ဖွဲ့ကအတိပင်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမ်မောင်မြို့နယ်ကလရှင်ရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလိုက်လံတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၁၀ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇူလိုင်လ19ရက်နေ့မှာနတ်မောင်မြို့နယ်ကလရှင်ကျေးရွာကနေထွက်လာတဲ့အကြပ်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကမိုင်းဆွဲပြီးတော့လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကလရှင်ကျေးရွာနဲ့ဝမ်ဘဲအင်းကျေးရွာကြားနတ်မောင်ဆိုင်ကောင်းလမ်းပိုင်းမှာလဲတရက်ခရိုင်အမှတ်3ငပြေမတိုင်ရင်ကရဲဘော်များကပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့10မိနစ်ခန့်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြပ်စစ်ခွေးစဲကောင်းတိတ်ဆုံးကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ်မိုင်းဆွဲတိုက်ခိုက်မှုရောပြစ်ခတ်မှုရောဆိုရင်စစ်ခွေး၁၀កងသေးပါတယ်ဒဏ်ရာရတာကြီးလည်းအများများပါတယ်ကျွန်တော်တို့ရဲဘော်တွေအထီးကိုင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့တရက်ခေယံအမတ်၃ငပြေမတပ်ဖွဲ့ကပြန်ကြားရေးတာဝန်ခံဘုံငခုကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုတရက်ခေယံအမတ်၃ငပြေမတပ်ရဲ့နတ်မောက်ပကဖနဲ့အတူတပ်ပေါင်းစုများကရဲဘော်များကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ရှမ်းမြောက်ဒေသနောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်စစ်ကောင်းစီအုပ်စုကကြောင်မဲမြို့ကိုဆက်လက်ပြီးတော့တိုက်ခိုက်ဖို့ပြင်ဆင်နေပြီးကြောင်မဲမြို့ကတချို့ဟာလည်းစတင်ပြီးတော့စစ်ဘေးရှောင်နေကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချိုမြို့နယ်ကြောင်မဲမြို့ဟာ32မိုင်သာကွာဝေးပြီးတော့မန္တလေးလာရှိုးပြည်တော်စုလမ်းမကြီးပေါ်မှာတရှိတဲ့မြို့တွေဖြစ်တယ်လို့သိရပါတယ်။ကောင်းတက်မတော် TNL ဦးဆောင်တဲ့တော်လိုင်းတက်တွေဟာတနှစ်ကြာသိမ်းပိုက်ခဲ့တဲ့နောင်ချိုမြို့ကိုစစ်ကောင်းစီအုပ်စုက စတလကြာပြန်လည်ထိုးစစ်ဆင်ပြီးတဲ့နောက်ဇူလိုင်လ15ရက်နေ့မှာမြို့ကိုပြန်လည်သိမ်းယူသွားတာဖြစ်တယ်လို့သိရပါဗျ။နောက်ချုံမြို့ကိုပြန်ရပြီးတဲ့နောက်ကြောင်မဲမြို့ကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်မှာမို့လို့မြို့ကန်တွေကိုဇူလိုင်လ20ရက်နေ့ဒီကနေ့နောက်ဆုံးထားပြီးတော့စစ်ကောင်စီအုပ်စုကရွှေခိုင်းနေတယ်လို့သတင်းထွက်နေပြီးမြို့ကန်တချို့ဟာစစ်ပင်းတိမ်းရှောင်နေကြပြီလို့ဒေသခံသတင်းရင်းမြစ်ကပြောပါဗျ။ကြောင်မဲမြို့ကပြည်သူတွေကို20ရက်နေ့အကုန်ရွှေခိုင်းထားတယ်။စစ်ခွေးတွေကရွှေခိုင်းထားတာပါတိုက်တော့မယ်ထင်တယ်လို့ပြောပြထားပါဗျ။ စစ်ကောင်စီအုပ်စုကကြောင်မဲကိုတိုက်ခိုက်တော့မယ်လို့သတင်းတွေထွက်နေတာကြောင့်မြို့ကန်တွေအနေနဲ့မေမျိုးနဲ့ရှမ်းတောင်ဒေသဘက်တွေကိုစစ်ဘေးရှောင်နေကြတယ်လို့ဆိုပါတယ်မြို့တွေကနေအကုန်ရွှေ့ခိုင်းနေတာကျန်တဲ့သူတွေလည်းနီးစပ်ရာကိုပြောင်းကုန်ကြတာ ဒေတာကန်တွေပြောင်းလာတယ်လို့သိရတယ်ဒီနေ့ဆိုရင်အသက်ကြီးပိုင်း80ကျော်အဖွားတယောက်ရောက်လာတော့မယ်လို့စစ်ဆောင်အရေးကူညီသူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီအုပ်စုအနေနဲ့တိုက်ပွဲဖြစ်တဲ့နေရာတိုင်းမှာစစ်ရှုံးမှာကဒေတာကန်အရသာပြည်သူများကိုရန်ပြုတ်တပ်ဖြတ်လေရှိလာကြောင်းပြည်သူတွေကြောက်ရွံ့ကထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်လက်ရှိမှာနောင်ချုံနဲ့ကြောင်းမဲကြားပြည်တော်စုလမ်းတစ်လျှောက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အဲ့ဒီလမ်းပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာန MOD နဲ့ ်ကျေးဇူးကာကွယ်တပ်မတော် PDF ကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ကစစ်ကောင်စီအုပ်စုကိုဖျက်တောက်ပြီးတော့တားဆီးတိုက်ခိုက်နေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောကြားထားပါတယ်ကြောင်မဲကပို့ပြီးတော့ကောင်းမယ်ထင်တယ်ကြောင်မဲနမ်ဆန်မန်တုံမိုးကုတ်တီဘောအကုန်လုံးလမ်းပေါက်တယ်လေဒါကြောင့်စစ်ကောင်စီကနောင်ချိုကိုယာပြီးတာနဲ့ကြောင်မဲကိုတိုက်ဖို့ဟန်ပြင်းနေတာလို့ပြောပြထားပါတယ် နောင်ချုံမြို့ကနေ၄မိုင်ခန့်အကွာကြောင်မဲမြို့ကနေ28မိုင်ခန့်အကွာနောင်ချုံနဲ့ကြောင်မဲချားမှာရှိတဲ့ဂုတ်တွင်းတရားကတော့နောင်ချုံမကြခင်ဇွန်လ23ရက်နေ့ကတည်းကဖောက်ခွဲဖြတ်စည်းခံလိုက်ရတယ်လို့သိရပါတယ် ်စစ်ကောင်စီအုပ်စုဟာနောင်ချိုကိုတိုက်နေတဲ့ဇွန်လကုန်ပိုင်းကစပြီးတော့ကြောင်မဲမြို့ကိုလည်းလေကြောင်းကနေဘုံကျဲမှုတွေအဆက်မပြတ်ပြုလုပ်နေတယ်လို့ TNL ကဇွန်လ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဇွန်လ18ရက်နေ့မနက်10:00နာရီဝန်းကျင်မှာကြောင်မဲမြို့ကိုစစ်ကောင်စီအုပ်စုက Jet Fighter တိုက်လေယာဉ်နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အင်ဂျင်ရှစ်လုံးထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါရယ်ဒါအပြင်ဇွန်လ24ရက်နေ့ကနေဇွန်လ23ရက်နေ့အထိရက်20အတွင်းမှာစစ်ခွေးအုပ်စုကကြောင်မဲမျိုးကိုအကြောင်းမဲ့လေးချောင်းကနေတိုက်ခိုက်မှု10ချိန်ကျူးလွန်ခဲ့ရာဒေသခံအရသာပြည်သူအမျိုးသား၄ဦးနဲ့အမျိုးသမီး၃ဦးတို့တေဆုံးကကလေးငယ်အပါဝင်35ဦးဒဏ်ရာရပြီးတော့အင်ဂျင်68လုံးစာတင်ချောင်း၄ချောင်းဖုန်ကြီးချောင်း၃ချောင်းတို့ပျက်စီးသွားတယ်လို့ TNL ကဖော်ပြထားပါရယ်102760ရေဒုတိယပိုင်းကာလ 2024ခုနှစ်ဩဂတ်လ9ရက်နေ့မှာ TNL ဥဆောင်တဲ့တော်လိုင်းတက်တွေကကြောင်မဲမျိုးကိုသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ် TNL အနေနဲ့သိမ့်ပိုက်ထားတဲ့မျိုးတွေကိုစေကောင်းစီအုပ်စုရဲ့လက်ထဲကိုပြန်ထည့်ပေးဖို့တရုတ်ကဂျာဝင်ဆွတ်ဖက်ကချင်းချောက်ဖိအားပေးပြီးခိုင်းစေနေပြီးစေကောင်းစီအုပ်စုကလည်းတရုတ်အားကိုနဲ့ TNL ကိုပြန်လည်ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်1027ဆစ်စင်ရေးဒုတိယပိုင်းဖြစ်တဲ့2024ခုနှစ်ဇွန်လမှာ TNL တင်းယူနိုင်ခဲ့တဲ့နောက်ချုံမြို့ကိုပြန်ရရေးအတွက် စစ်အုပ်စုကတရုတ်အားကိုနဲ့အင်အားထောင်ချီအသုံးပြုပြီးတော့စစ်ကြောင်းထုတ်လို့ TNL ရဲ့အုပ်ချုပ်ရေးအဖွဲ့တွေဟာဇွန်လ15ရက်နေ့မှာနောင်ချုံမြို့ကိုစွန့်ခွာတက်ဆုတ်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အင်းစိန်အချင်းထောင်မှာစစ်တပ်ရဲ့စစ်ကြောရေးအတွင်းနှိမ့်ဆက်ညင်မှန်ခံရတဲ့ဒဏ်ရာများနဲ့ဆေးဝါးကုသခွင့်မရဘဲနိုင်ငံရေးအချင်းသူမဝီရီအောင်ဒီကနေ့မှကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံရေးအချင်းသူတို့ဖြစ်တဲ့ဒဂုံတက္ကသိုလ်ကျောင်းသားများတက်မှတ်ကဘိုးအလုံးမှုဆောင်အဖွဲ့ဝင်မဝီရီအောင်ဟာစစ်တပ်ရဲ့စစ်ကြောရေးမှာ နှိမ့်ဆက်ညှဉ်းပန်းခံရတဲ့အပြင်အချင်းအောင်ထဲမှာလည်းလုံလောက်တဲ့စေဝါကုသခွင့်မရခဲ့တဲ့အတွက်ကြာဆုံးခဲ့ရကြောင်းနိုင်ငံရေးအချင်းသူများအဖွဲ့ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားလာပါတယ်။မဝီအောင်ဟာအချမ်းမဲ့စစ်တပ်အာဏာသိမ်းမှုကိုကြောင်းသားဒုနဲ့အတူလက်တွဲပြီးတော့ဆန့်ကျင်ခဲ့တဲ့အတွက်2021ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာအခြားကြောင်းသား9ဦးနဲ့အတူကြော်တရားမြို့နယ်မှာမတရားဖမ်းဆီးခံရခြင်းဖြစ်ပြီး ဒီကနေ့ဇွန်လ20ရက်နေ့မှာကြာဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကနေပြီးတော့မဝီကြီးအောင်ကြာဆုံးမှုအပေါ်တာဝန်ရှိတဲ့သူတွေရဲ့လုပ်ရက်တွေကိုဆက်လက်ပြီးတော့စုံစမ်းဖော်ထုတ်သွားမယ်လို့ပြောကြင်ပါတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါဗျ။အကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီးတဲ့နောက်မဝီကြီးအောင်ကိုအင်းစိန်အချင်းထောင်မှာပုံမှန်905ကာဂျီနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခဲ့ပြီးတော့ စေကျော်ရေးမှာနှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့အတွက်ဦးကောင်းအတွင်းမှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အချင်းအောင်ထဲမှာရောက်ရှိနေချိန်မှာလဲလုံလောက်တဲ့စေဝါကုသခွင့်ကိုမပေးဘူးလို့ပြောပါတယ်။ဒါအပြင်ကျမ်းမာရေးအချင်းနေဆုံးသွားနေတဲ့မဝီကြီးအောင်ကိုအင်းစိန်အချင်းအောင်ကနေတဆင်ဒိုင်ဦးအချင်းအောင်ကိုပြောင်းရွှေ့ခဲ့ကြောင်းနိုင်ငံရေးအချင်းသူများအဖွဲ့ဝင်များထံကသိရပါဗျ။ဒိုင်ဝူအချင်းတော်ကိုရောက်တဲ့အခါမှာမဝီအောင်ရဲ့ကျမ်းမာရေးအချင်းလေးဟာပုံမဆိုးဝါးလာတဲ့အတွက်ပြင်ပကဆေးရုံမှာဆေးဝါးကုသခွင့်တောင်းခံခဲ့တော်လဲ မရခဲ့ဘူးလို့ပြောပါတယ်အဲ့ဒီနောက်အင်းစိန်အချင်းထောင်ကိုပြန်လဲပို့ဆောင်က2023ခုနှစ်ဇွန်လ28ရက်နေ့မှာပုံမှန်52ကကြီးနဲ့ထောင်တန်း၄နှစ်ထပ်မံချမှတ်လိုက်တယ်လို့သိရပါတယ်မဝီအောင်မှာကျမ်းမာရေးအခြေအနေဆိုးဝါးလာသည့်အချိန်အချင်းဦးစီးဌာနကလုံလောက်တဲ့စေဝါကုသခွင့်တွေကိုမပေးခဲ့ဘဲနဲ့ဟန်ပြတာလှုပ်ဆောင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့အချင်းထောင်အတွင်းမှာကွယ်လွန်သွားခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောမုံပြင်းနဲ့ကြိုက်ထုံမြို့အမှတ်6အနှစ်ဒုံးတက်ရင်ကစစ်မှုထမ်းတပ်သားတဲ့တအူးဟာတနက်3လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ19ရက်နေ့မှာကြိုက်ထုံမြို့အမှတ်6အနှစ်ဒုံးတက်ရင်ကစစ်မှုထမ်းတပ်သားတဲ့တအူးဟာတနက်3လက်ကိုယူဆောင်လာပြီးတော့အမှတ်28စစ်ပြူဟာအမှတ်2စစ်ဒေတာခွဲထမ်းကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့တအူးဟာ ား MA1 တနက်2လက် MA3 တနက်2လက်ကြီပေါက်6ခု G129 တောင်းနဲ့အီနာကဘုံဒီတလုံးတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်သူကကြိုက်ထို data ရ600နှစ်ကပါသူဆက်သွယ်လာတာကတော့ဇူလိုင်လ10ရက်နေ့ကပါထွက်ဖို့အဆင်မပြေတာနဲ့မနေ့ကမနေ့ကမှထွက်ဖြစ်တာပါသူကဖုန်းနဲ့ဆက်ပြီးတော့ဝင်လာတာဗျူဟာအဖွဲနဲ့ကြိုက်ထို့ပကဖအဖွဲကပူးပေါင်းပြီးတော့သူ့ကိုခေါ်ထုတ်ခဲ့တာအလင်းဝင်ရောက်တဲ့သူကစစ်မှုထမ်းတပ်သားတက်ပါစစ်မှုထမ်းအပတ်စဉ်10ကလို့သိရတယ်ဘာထူးမှတင်တတ်ခဲ့တာသူ့ရဲ့ဇာတိကရွှေတောင်မြို့နယ်ကလို့ပြောပါတယ် ဈေးဝယ်သွားရတဲ့အစွဲခံရတာပါကျွန်တော်တို့ဂေါ်ပြုစုငွေချင်းမြေပေးမှာပါဝင်ကြီးဌာနကိုဆက်ပြီးတော့တင်ပြပေးနေပါတယ်ဗျူဟာအနေနဲ့လဲချင်းမြေငွေထိုက်တဲ့တဲ့လောက်ပေးပါမယ်ဝင်ကြီးဌာနကလည်းလက်နက်အပေါ်မူတည်ပြီးတော့ချင်းမြေမှာဖြစ်ပါတယ် စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ကျွန်တော်တို့ကိုအပြည့်အဝယုံကြည်ပြီးတော့ပြည်သူရင်ဝင်ခိုးလုံလာပါလို့ပြောချင်ပါတယ်လို့တထုံခိုင်တပ်မဟာတက် PDF တပ်ဖွဲ့တာဝန်ခံကိုအေးမင်းထွန်းကပြောဆိုထားပါတယ်အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတက်တအူးကိုဗျူဟာ29ကြိုက်ထူပကပအဖွဲ့တို့ကပူးပေါင်းပြီးတော့ကဲထုတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျောင်း